အညာစေယောယောဘွန်ဒီနေ့တမေဟန်ဂျာလီကတော့နန်ဖြစ်ပါတယ်နန်ဆိုတာကဘာကိုပြောတာလဲဆိုရင်သူကခက်ခဲတာပေါ့နော်အဲ့လိုအခက်ခဲလို့ခက်ခဲမှုတို့အရာကိုပြောတာပါအဲ့ဒါကြောင့်မလို့ဒီမှာခက်ခဲလို့ရေးပေးထားတယ်အဲ့ဒါကြောင့်မလို့ဒီမှာပထမစလုံးကပါလဲဆိုလို့ရှိရင်ခြေနန်ခြေနန်ဆိုတာကဘာကိုပြောတာလဲဆိုလို့ရှိရင်ခြေဆိုတာကဘေးရဲ့နေရာကိုပြောတာနန်ဆိုတာအခက်အခဲအဲ့ဒါကြောင့်မလို့ ဘေးရနေရဖြစ်နေတဲ့အခက်အခဲဆိုတော့ဘေးဒုက္ခပေါ့ဥပမာအဖြစ်အခုဘေးရနေရပေါ့ဟောတဘာဝဘေးရနေရဒီပါဒီမှာလဲဟောတုံးလို့ရပါတယ်ဒီမှာချေနန်းဆိုလို့ရှိရင်လို့ဘေးရနေရတစ်ခုခုပေါ့နော်အဲအဲ့လိုမျိုးလူလီရင်ပြက်ကြတာတို့မီးလောင်တာတို့အဲ့လိုတဘာဝဘေးရနေရတို့အကုန်လုံးတုံးလို့ရပါတယ်ပြီးရင်နောက်တစ်ခုကကြတော့နန်းကွန်ခွန်းစလာကဒီမှာအလိုတကားဝါတို့အခန်းတို့အဲ့လိုအတိပဲအဲကြတော့ခက်ခဲတဲ့ အဲ့လိုတကားဝခန်းဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ဒါရိုက်ပြောမယ်ဆိုရင်အဲကြတော့နန်ကွမ်းဆိုတာဘာလဲဆိုလို့ရှိရင်အခက်အခဲဒုက္ခအဲ့လိုအဓိပ္ပာယ်ကိုပြောပါတယ်။အဲကြမကုံကြုံကြုံတွေ့နေရတဲ့ဒီလိုအခက်အခဲဒုက္ခတွေကိုနန်ကွမ်းလို့ခေါ်တယ်။နောက်တစ်ခုကကြတော့နန်ရှိ နန်းရှိဆိုတာရှိဆိုတာကအမြင်ဆိုတော့ဒီအမြင်အာယုံပြောတာပေါ့နော်အဲ့ဒါကြောင့်မလို့အမြင်အာယုံကခက်တယ်ဆိုတဲ့အခါကျတော့မျက်လုံးမမြင်ရတာပေါ့တိတ်မမြင်ရတာပေါ့အဲ့နေရာမှာသုံးလို့ရတယ်ပြီးရင်နောက်တစ်ခုကကျတော့နန်းချော့ဒီမှာဟာတာနဲ့တုံရင်တော့သူက verb ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဟာတာနဲ့ပေါင်းပြီးတော့တုံလဲရတယ်ဒါပေမဲ့သူ့ရဲ့အဓိပ္ပာယ်ကိုယင်ကြည့်မယ်ဆိုရင် ချောဆိုတာကကိုရောက်နေတဲ့နေရာကိုရဲ့အခြေအနေကိုပြောချင်တာအဲကြောင့်နမ်ချောဟာဒါဆိုတာအခက်တွေ့တယ်အကျဲရိုက်တယ်ဒုက္ခရောက်တယ်ဆိုတဲ့အဲ့လိုအဓိပ္ပာယ်ပါပြီးရင်နောက်တစ်ခုကနန်ကမတာနဲ့နမ်ချောဟာဒါပြောမယ်ဆိုလို့ရှိရင်စင်တူပါတယ်နော်အဲ့ဒါကြောင့်မလို့နမ်ချောဟာဒါဆိုတာကဘယ်လိုပြောမလဲဆိုကိုရဲ့အခြေအနေကိုပြောချင်တဲ့အချိန်မှာတုံးတယ်ကိုကအခုဒုက္ခရောက်နေရတခုခုအခက်ခဲတွေတွေ့နေတယ်အကျဲတဲတွေ့နေတဲ့အချိန်ပေါ့နော်အဲ့ဒါကိုနမ်ချောဟာဒါ အဲ့လိုလူဝစိတ်ကတိကောက်ဖြစ်တာတို့တခုခုခက်ခဲတာတို့အဲ့လိုအချိန်ကိုနန်ချောဟာတာကိုတောင်းလို့ရပါတယ်။ပြီးရင်ငါတို့ကနန်ကမ်းမာတာလည်းသူကလည်းခက်ခဲတာပဲ။အဲ့လိုစိတ်ကတိကောက်ဖြစ်တဲ့အခက်ခဲကြုံရတယ်ဆိုတာကိုကိုကတောင်းလို့ရတယ်။ဥပမာအဖြစ်ကိုနေရင်ဖြစ်ထားတဲ့လူကိုရုတ်တရက်ကြီးဟောတငင်ချင်းနေတွားတယ်တွေးဆောင်ပွဲမှာရုတ်တရက်ကြီးပြန်တွေ့တယ်ဆိုလို့ရှိရင်သူနဲ့ကိုနေကစကားမပြောဘူးဟုတ်တယ်မလား။အဲ့ဒါကြောင့်မလို့အဲ့ဒီအချိန်မှာကိုရဲ့အချိန်ကဘလို့ဖြစ်တာတော့နန်ချောဟာတာနန်ကမ်းမာတာအဲ့လိုတောင်းလို့ရတယ်။ ပြီးပြီဆိုလို့ရှိရင်နောက်တစ်ခု난민ဒါကြတော့ဗာလဲဆိုမင်းဆိုတာပြည်သူကိုပြောချင်တာအဲကြတော့ဒုက္ခရောက်နေတဲ့ပြည်သူဆိုတော့အခုဆိုလို့ရှိရင်နိုင်ငံရေးအခြေအနေမကောင်းတဲ့အတွက်ကြောင့်မလို့ဒီနိုင်ငံတကာမှာပေါ့နော်ကိုရီးယားမှာဆိုလို့ရှိရင်လဲ난민ဗီဇာကိုပေးကြတယ်ပေါ့နော်ခုလုံခွင့်ဗီဇာကိုခေါ်တာပေါ့အဲကြတော့ဒီမှာဆိုရင်ဒုက္ခရောက်တဲ့ပြည်သူဆိုတဲ့အဓိပ္ပာယ်난민ဆိုတာကပြီးပြီဆိုလို့ရှိရင်နောက်တစ်ခု난ရဲ့အဓိပ္ပာယ်ကသူကနှွေးထွေးတယ်ဆိုတဲ့နှွေးထွေးမှုဆိုတဲ့အဓိပ္ပာယ်လည်းရှိပါတယ်သူကကြတော့ဗာလဲဆိုရင်ပထမဆုံးလို့난လို့ နန်လိုဆိုတာရှင်ဟီတာတွေပါတွေကိုနန်လိုလို့ခေါ်တယ်ကိုရီးယားမှာခြံနေတဲ့အတွက်ကြောင့်မလို့ဟီတာမဖြစ်မနေရှိရမှာအဲဒါကြောင့်မလို့နန်လိုဆိုတာကအပူပေးတဲ့ဆက်ကို ချယ်ရိုဟီတာတွေပါတွေကိုနန်းလိုလို့ခေါ်ပါတယ်ပြီးပြီးဆိုရင်နောက်တစ်ခုနမ်ဘန်းဆိုတာဒီနန်းလိုကြီးတွေပေးထားတဲ့အခန်းကိုနမ်ဘန်းလို့လည်းခေါ်တယ်ပြီးပြီးဆိုလို့ရှိရင်အိမ်နေပါတွေချယ်ရိုရှိရယ်ဆိုလို့ရှိရင်ကိုရီးယားမှာဒီကျန်းပြင်ကိုသူတို့ကအောက်မှာ gas နဲ့အပူတွေပေးထားတာပေါ့နော်အဲ့လိုအခန်းကိုချယ်ရိုကနမ်ဘန်းလို့ခေါ်တယ်အပူပေးထားတဲ့အခန်းပေါ့ပြီးရင်နောက်တစ်ခုကကြတော့ချီကူအွန်နန်ဟာချီကူဆိုတာကဘာကြီးကိုပြောတာ ôm ဆိုတာလည်းနှွေးထွေးတာပဲ난ဆိုတာလည်းနှွေးထွေးတာပဲရမယ်နော်အဲ့ဒါကြောင့်မလို့ခွာဆိုတာအဲ့လိုဖြစ်လာတယ်ပေါ့အဲ့ဒါကြောင့်မလို့ကဘာကြီးကပူနှွေးလာတယ်ကဘာကြီးပူနှွေးလာမှုကိုခြေကူ ôm နန်းခွာလို့ပြောပါတယ်သူကတခါလေကြလို့ရှိရင် topic writing နေပါတယ်မှာအစည်းတွေမှာမေးတတ်ပါတယ်ဒီအကြောင်းအရာတွေကပြီးရင်နောက်တစ်ခုကကြတော့난ဖုန်လေကြီးက နှွေးထွေးတယ်ဆိုတဲ့အဓိပ္ပာယ်ဖူးဆိုတာကလေကိုပြောတာပါ။သူကလည်းဟန်ကြဖြစ်ပါတယ်။အဲဒါကြောင့်မလို့နမ်ဖူးလို့ပြောရဲဆိုရင်နှွေးထွေးတဲ့လေဆိုတဲ့အဓိပ္ပာယ်နဲ့ချေရောက ုံးလို့ရတယ်ရမယ်เนาะအဲ့ဒါကြောင့်မလို့ဒီနေ့နန်းဆိုတဲ့ဒီဟန်ကြားရဲ့အတိအပဲနှစ်မျိုးပေါ့เนาะအဲ့ဒါကိုတိထားရပါမယ်ပြီးပြီဆိုလို့ရှိရင်ကိုဝါစာလုတ်ပြီးတဲ့အခါကျတော့ဒါကိုတစ်ခေါက်ပြင်ကြည့်မယ်ပြီးပြီဆိုလို့ရှိရင်နားမလည်ဘူးဒါမှမဟုတ်ရင်တစ်ခုခုဆိုလို့ရှိရင်လည်း comment မှာမှတ်ထားရဆိုလို့ရှိရင်ခြေပြင်ပြီးတော့ပြောပြပေးပါမယ်เนาะရောရောပွန်းအဲ့ဒါဆိုလို့ရှိရင်ဒီမီနီလေးတွေကိုတခြားလေးပုံမှန်လေးလိုက်ချက်တယ်ဆိုရင်တော့ ကိုကတော့ဒီဟန်ကြာလေးတွေကိုမြင်နေဆိုရင်အနေနဲ့ကျင်တော့အသေးပဲကိုဖန်တက်ပါပဲရမယ်နော်အဲဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုကြည့်ပြီးပြီးဆိုလို့ရှိရင်လည်းတော့ဘုံတို့ like လေးပါလေးပြီးပြီးရောပြီးပြီးဆိုလို့ရှိရင်ဗီဒီယိုလေးကိုလည်းများများလေး share ပေးကြပါလို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်တော့မယ်နော်အဲဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးရော share လို့လေ့လာကြမယ်여러분안녕